မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ၄ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ရှမ်းမြောက်ဒေသမှာလက်နက်ကင်တပ်ဖွဲ့တွေအများအပြားရှိတာကြောင့်တပ်ဖွဲ့ဝင်တွေအကြားပဋိပက္ခနဲ့နေမြေလူမှုတွေအခုတက်ပုံမှုများပြားလာနိုင်ပွဲရှိတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကြက်ခက်တွေကသုံးသပ်ပြောဆိုလိုက်တဲ့သတင်း။ Syria ရဲ့တပုံဟောင်းတွေကိုခေါ်ယူမဲ့အစီအစဉ်ကို American လက်ခံခဲ့တယ်ဆိုတဲ့သတင်းအပါအဝင် ောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းမြောက်ဒေသမှာလက်နက်ကင်တပ်ဖွဲ့တွေအများအပြားရှိတာကြောင့်တပ်ဖွဲ့ဝင်တွေအကြားပဋိပက္ခနဲ့နေမြေလူမှုတွေအခုတက်ပုံမှုများပြလာနိုင်ပွဲရှိတယ်လို့စီးရင်းနဲ့နိုင်ငံရေးကိစ္စတွေကတုံ့တက်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်မြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာလက်နက်ကင်တပ်ဖွဲ့တွေအများအပြားရှိတာကြောင့် သူတို့တပ်ဖွဲ့ဝင်တွေကြာပဋိပက္ခနဲ့နည်းမြေလှမှုတွေဟာအခုတက်ပုံမှုများပြလာနိုင်ဖို့ရှိတယ်လို့စီးရဲနဲ့နိုင်ငံရေးအကဲခတ်တွေကစီးရဲနာသတင်းဌာနကိုပြောပါရယ်တစ်တုံညာနှစ်ခွန်စစ်စီရင်နောက်ပိုင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုင်းဒလနဲ့ကင်အဖွဲ့အစည်းတွေအကြပဋိပက္ခနဲ့တိုက်ပွဲတွေဖြစ်ပွားလာကြသလိုနည်းမြေပိုင်ဆိုင်မှုအငင်းပွားမှုတွေလည်းပိုပြီးများပြလာတာပါ SSPP SSA နဲ့ MNDA တို့ကြာ၎င်း KIO KIA နဲ့ TNLA တို့ကြာ၎င်း SSPP SSA နဲ့ TNLA တို့ကြာ၎င်း MNDA နဲ့ TNL တို့ကြား၎င်းစသဖြင့်လက်နက်ကင်တပ်ဖွဲ့တွေအချင်းချင်းပဋိပက္ခတွေရှိတဲ့အပြင်တိုက်ပွဲတွေလည်းဖြစ်ပေါ်လျက်ရှိတာပါအခုလိုမျိုးတပ်ဖွဲ့တွေအကြားအသေးအမွှားကိစ္စတွေဟာဆက်တိုက်ရှိလာနေမှာဖြစ်ပြီးအဖွဲ့အသီးသီးအနေနဲ့ပြဿနာဖြစ်လာပါကစပွဲဝိုင်းပေါ်မှာသာဖြေရှင်းဖို့ policy ချမှတ်ထားတာကြောင့်ကြီးမားလာနိုင်ဖွယ်မရှိဘူးလို့တရုတ်မြန်မာရေးလိလာတုံးသက်သူဒေါက်တာလှကျော်စောက CNN တင်ဒင်းဌာနကိုပြောပါရယ်တိုက်ပွဲအသေးအမွှားတွေပါတိတ်ကြီးကြီးကျယ်ကျယ်မဖြစ်ပါဘူးဝတ်ထုလို့ဆိုတော့ နေသာချင်းကိုဗစ်ဒီဘက်ကနေဒီဝက်ပြက်ကတာဖြစ်တတ်တယ်ကျမတို့ဟိုဖန်ဆွမ်းမှနေတော့လေဟိုကျမတို့ကွန်မြူနတီချင်းချင်းတောင်မှစကားများတာတစ်ထခတ်ထားချင်းတယ်ပေရာကြီးတာချစ်တော့မရောက်ဘူးပေါ့ဗျာမိုးပေါ်ထောင်ပြစ်ပါပြစ်ဒါမျိုးတွေဖြစ်တတ်တယ်အဲဒါမျိုးကဟိုအသေးမွားတွေပါပဲဒါကိုသက်ဆိုင်ရာအခုကျမကြားနေတာတော့သက်ဆိုင်ရာအဖွဲ့ကြီးကတော့တတ်နိုင်သမျှဇပွဲပေါ်မှာဆွေးနွေးကြဖို့အဲအမြဲတမ်းပြောနေတာပဲလေ ဲ့တော့သိကြီးကျယ်လာနိုင်တယ်တော့မဖြစ်ဘူးဒါပေမဲ့အသေးမွှားလေးတွေကတော့ရောက်ဖြစ်ပြီးမှာပဲခင်ဗျာတအောင်းနဲ့ KIA နဲ့လည်းဖြစ်နေပါပဲ KIA နဲ့အဲ့ဒီ SSA တို့နဲ့လည်းဖြစ်နေတာပဲအဲ့တော့ဒါတွေကတော့ရှေ့ဆောင်ဖြစ်လာနိုင်ကြတယ်ရှိပါတယ်ဒါပေမဲ့အသေးမွှားတွေပဲဖြစ်ပါလိမ့်မယ်တုံမြောင်နှစ်ကုန်စစ်စီရင်နောက်ပိုင်းတိုက်ပွဲတွေဖြစ်ပွားလာတဲ့ကိုကန့်တပ်ဖွဲ့ MNDAA နဲ့ရှမ်းပြည်တပ်မတော် SSPP SSA တို့အကြား ဇွန်လ1ရက်ကရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့နယ်အတွင်းမှာတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြပါသေးတယ်။အဲ့ဒီတိုက်ပွဲအတွင်း MNDAA ဘက်မှ၈ဦးသေဆုံးခဲ့တယ်လို့လည်း SSPP ကထုတ်ပြန်ထားတာပါ။ပြီးခဲ့တဲ့လပိုင်းက MNDAA နဲ့ SSPP တို့အကြားစီရေးတင်မာမှုကိုနှစ်ဖက်ဗဟိုအဆင့်ခေါင်းဆောင်တွေကပန်ဆန်းမြို့မှာတွေ့ဆုံညှိနှိုင်းခဲ့ကြပေမဲ့လည်း MNDAA ဘက်ကနေမြေတောင်းမှုကြောင့်ပြည်လဲမှုမရခဲ့ကြကြောင်းလည်းသိရပါဗျ။ဒါပြင် DNL အနေနဲ့လည်းမဟာမိတ် KIA နဲ့ 2024-2025ခုနှစ်မှာဖြစ်ပေါ်လာတဲ့ပို့တိုင်မှုတွေအပေါ်တွဲဆောင်ဆွေးနွေးဖြည့်ရှင်းမှုတွေရှိကြောင်းလည်းသိရပါဗျ။မြန်မာနိုင်ငံမြောက်ပိုင်းဒေသဟာတောင်ပိုင်းဒေသထက်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေပုံမပေါ်မြက်ကလူမျိုးလဲများပြားတဲ့အတွက်ပဋိပက္ခဟာတောင်ပိုင်းဒေသထက်ပုံမတွေ့ရတယ်လို့စီလုံးညွတ်တော်တိုင်းဒေသလူမျိုးများမဟာမိတ် UNDA မှာပြောရေးဆိုခွင့်ရှိသူဦးမျိုးကျော်ကစီရင်တဲ့တင်ဌာနကိုပြောပါဗျ။နောက်တစ်ခုကရှမ်းပြည်ရဲ့ဖွဲ့စည်းပုံကလည်းမူလကလေးကကျွန်တော်တို့လွတ်လပ်ရေးမရခင်ကလေးကချမ်းဆိုတာ သူရဲ့ federal state ပြ federal can state ပြသူ့မှာနေပြီးတော့စော်ဘွား33မျိုးနဲ့နေပြီးတော့နော်နေ33နဲ့ခွဲပြီးတော့အုပ်ချုပ်လာခဲ့တဲ့စနစ်မျိုးရှိတယ်ဒီဆိုတော့ဒီဟာမျိုးကိုပဲပုံစံမျိုးနဲ့ပြန်လေအသက်သွင်းမလဲဆိုတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကကျော်စလာပြောတယ်အဲ့ဒီဖက်မှာကနော်ပြည်သူစစ်တွေနေရာတိုင်းမှာနေပြီးတော့ နော်မြို့တိုင်းမှာရွာတိုင်းရွာတိုင်းမှာပြည်သူစီတွေဖွဲ့ပြီးတော့သူ့နယ်မြေသူ့နယ်မြေဆိုပြီးတော့အပိုင်စားတွေနဲ့စီးပွားရေးလုပ်ကြတာရှိတယ်ဗျ။နောက်တစ်ခါ2008ဖွဲ့စည်းပုံရတယ်နော်မြန်မာနိုင်ငံမှာရှိတဲ့နော်အုပ်ချုပ်ရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာရှမ်းပြည်ထဲမှာပဲစုနေတယ်။တနည်းအားဖြင့်ဆိုရင်ရှမ်းပြည်ကိုအစိတ်စိတ်အပိုင်ပိုင်ကိုကဥပဒေအရကိုက ပိုင်းခြားပြီးထားတယ်ဆိုတဲ့ဟာမျိုးဖြစ်လာတယ်ကော။ဘုရားအဲ့ဒါဒီကြောင့်ကိုကဒီလိုပြဿနာမျိုးမင်းမွေးထားတာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီဒေါ်လာရဲ့အင်အားစုတွေလက်နက်ကန်တော်ဆိုင်ရေးအဖွဲ့တွေအဲ့ဒီမှာများနေတာဖြစ်ပါတယ်။ရှမ်းပြည်နယ်မှာရှမ်းပြည်တွတ်တက်ရေးပါတီ SSPP ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSSSA ဝါပြည်တွေးစည်းညီညွတ်ရေးပါတီ UWSA မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA ကချင်လွတ်လပ်ရေးတပ်မတော် KIA တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ပအိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PDF တွေစတဲ့လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံရှိနေတာပါအလားတူမြန်မာတပ်မတော်ရဲ့လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ပတ်သက်စာပြူစောတီပါစာထနေကြဆောင်တပ်ဖွဲ့ BGS စတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းလှုပ်ရှားလျက်ရှိပါတယ် ငလျင်ဘေးတင့်ဒေတာမှာစီးပွားရေးလုပ်ငန်းတွေပြန်လည်လည်ပတ်နိုင်ရေးနဲ့အလောက်ကိုင်ခွင့်လန်းတွေပြန်လည်ရရှိရေးဘလို့ဖြစ်ရှင်းမလဲဆိုတာကိုစဉ်းစားပြီးအပြေရှာတဲ့လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှာဒုက္ခထအုထအောင်ကျော်ကပြောဆိုလိုက်တဲ့တဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ မလင်းပေးတင်သွားတဲ့ဒေတာတွေကစီးပွားရေးလုပ်ငန်းတွေပြန်လည်လည်ပတ်နိုင်ရေးနဲ့အလောက်ကိုင်းခွင့်လန်းတွေပြန်လည်ရရှိရေးဘလို့ဖြစ်ရှင်းမလဲဆိုတော့ကိုစဉ်းစားဖို့အဖြစ်ရှာတဲ့တယ်လို့မြို့သားဒီမိုကရေစီအင်အားစုပါတီ NDF မှဒီယိုကရာဦးထအောင်ကျော်ကစီးရနိုင်တဲ့ဌာနကိုပြောပါရယ်စီးပွားရေးလုပ်ငန်းတွေလည်ပတ်နိုင်ရေးနဲ့အလောက်ကိုင်းခွင့်လန်းတွေရရှိရေးအတွက်နိုင်ငံတော်ကငွေကျပ်ဘီလီယံ900ကိုစင်းငွေထုတ်ပေးဖို့ရာထားကြောင်းအဲ့ဒီနောက်ဘလို့အတုံးတုံးနဲ့ပေး၍ရနိုင်မလဲ စဉ်းစားညင်နိုင်ဖို့နာဆာကဥက္ကရာဗိုလ်ချုပ်မှုကြီးမေအောင်လိုင်က2025ခုနှစ်မေလ30ရက်ကပြောပါတယ်။ဒီနေ့နဲ့ဆက်ချောက်ပြီးလဲကိုထုတ်ပြီးချိန်မှာစီစက်တွေပါဝင်ဆက်ယုံဆက်မှုဆက်ယုံလို့ဝင်လေအားလို့ကျွန်တော်ဒီနိုင်ငံစေဘာမြင့်တင်နဲ့ပတ်သက်ပြီးကျွန်တော်ပြီးချိန်ပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်းထက်တင်ဆွေးနွေးသွားကြဖို့လေကျွန်တော်ပြောလိုပါအဲ့ကျွန်တော်ကြိုးစားမှာဒီလိုစီးပွားရေးမြင့်တင်မှုကြိုးစားရတဲ့တစ်ဖက်ကပါလို့ပြီးကုန်စည်လို့ကြာစင်းကိုကျွန်တော်တို့တွားမှာဖြစ်ပါတယ် ကိုသွင်းလို့ကြာစင်ကိုသွင်းလေးတွေဟိုတက်ပါတယ်ဒါပုံမှန်လေးပြောရရင်ကိုသွင်းလို့တွေတက်ဘာလို့တက်တယ်ဆိုလို့ရှိရင်အဲဘောဂျာယေတုမူရိုက်ပေါ့ကဂျာယေတုမူရိုက်ကျွန်တော်နော်20ခုနဲ့မှာဆန်စင်းနဲ့ပတ်သက်ပြီးဇာဘာစင်းနဲ့ပတ်သက်ကျွန်တော်အကြောင်းအရာတစ်ခုကျွန်တော်ပြောရဲချင်ပါတစ်ခုကျွန်တော်ထည့်ပြောပါအဲ့ဒါဘာလဲဆိုတော့အရန်ဆွဲမတင်ပါနဲ့ရန်ဆွဲလို့လို့ရှိရင်အဲ့ပုံမှာကာဘာဖြစ်အောင်တစ်ခု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 လိုက်လာနေမယ်ကိုသွင်းတစ်ခုကိုသွင်းလုံးတစ်ခုတက်သွားပြီးပြန်ချဖို့ဆိုတာမလွယ်ဘူး အဲ့ဒါကြောင့်ကျွန်တော်တို့အရင်မတင်ဘူးကျွန်တော်စာဝန်ရှိတဲ့စီပွားရေးနဲ့ပတ်သက်လုပ်နေတဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကျွန်တော်ပြောခဲ့ပါတယ်2025ခုနှစ်မေလ30ရက်ကနေပြည်တော်မှာငလင်းရင်အလွန်စီးပွားရေးပြန်လဲကူစားခြင်းနဲ့ပြန်လဲထူထောင်ရေးဆွေးနွေးပွဲကိုကျင်းပခဲ့ကြပါတယ်နေပြည်တော်မှာကျင်းပတဲ့ဆွေးနွေးပွဲကိုမြန်မာနယ်ရစ်တီအဖွဲ့နဲ့ ကုန်တယ်ကြီးတွေအတင်ဆုံး UMFCCI တို့ပူပေါင်းပြီးလှုပ်ဆောင်တာဖြစ်ကြောင်းဒီဆွေးနွေးပွဲကထွက်ပေါ်လာတဲ့ဆွေးနွေးချက်တွေကိုနိုင်ငံတော်အစိုးရထံတင်ပြမှာဖြစ်ကြောင်းမြို့သားဒီမိုကရေစီအင်အားစုပါတီ NDF မှဒုက္ခရဥထောင်ကျော်ကဆီယန်နိုင်တဲ့တင်ဌာနကိုပြောပါရတယ်။ အခုအကြီးကြီးကစီးပွားရေးလုပ်ငန်းတွေဘယ်လိုပြန်ထူထောင်မှာလဲဆိုတော့မှနိုင်ငံတော်ကငွေကြေးစုံတရာထောက်ချပေးမယ်အဲအဲ့ဒီပေါ်မှာတဆို့ဟာတွေက grant ဖြစ်ပေါ်မလားတတိငွေဖြစ်မလားပေါ့နော်ဒါတွေလည်းသိနေကြတာပါတယ်စီးပွားရေးလုပ်ငန်းကြီးတွေပြန်ထူထောင်ဖို့ဆိုတာတကယ်လိုလဲလိုအပ်တယ်ဒါနိုင်ငံတော်အစိုးရကညီဆောင်ပေးတဲ့နယ်ဆိုတာလည်းမှန်တယ်ဒါလို့လောက်တော့လည်းတည်တည်အများကြီးတယ်ပေါ့နော်ဒါပေမဲ့တစ်ခုပဲရှိတယ်တသမာကဒီစီးပွားရေးလုပ်ငန်းမှာလုပ်နေတဲ့အလုပ်အားလုံးကြီးပါဝင်နေတယ်ပါတယ်ဆိုတော့စစ်မတင်ဖြစ်တယ်လက်ရှိတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေကြီးကလူငယ်တွေအများစုကတိုင်း င်းကြီးကနေထွက်ခွာနေအောင်ထွက်ချင်လဲထွက်နေရတယ်ဖြစ်နေတဲ့အခါကျတော့ဒီမှာအလုတ်သမားရှားပေါင်းမှုပြဿနာတွေကလည်းအများကြီးကျုံပါတယ်အလုတ်သမားလူစားစားတဘောဘာတွေစဉ်းစားထားပေးတယ်လဲဆိုတဲ့ဟာပါစဉ်းစားထားနိုင်မှသုံးသုံးသုံးသားညီဖြစ်သွားမှာပေါ့မြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်ကပြည်ယခွန်တသမခွန်အစင်ရှိငလျင်လောက်ခတ်မှုကြောင့်နေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတို့မှာလူပေါင်း6သိန်းကျော်ငလျင်ပေးတင်ခဲ့ပါတယ်အဲ့ဒီနောက်စီးပွားရေးလုပ်ငန်းတွေ းပြိုလဲသွားသလိုဒေးစရာအိမ်တွေလည်းပျက်စီးခဲ့ကငလျင်ကယ်ဆယ်ရေးစခန်းတွေနဲ့နှိဆက်ရနေရာတွေမှာနေထိုင်နေကြရပါတယ်အဲဒါကြောင့်ငလျင်ဘေးတင်ဒေသတွေမှာအလောက်ကိုင်းခွင်လန်းတွေဆုံရှုံနေသလိုအငဲစားအလက်စားစီးပွားရေးလုပ်ငန်းတွေလည်းမစတင်နိုင်ပဲဖြစ်နေကြောင်းဟိုတယ်နဲ့ခီးသွားလုပ်ငန်းတွေလည်းရပ်တန့်သွားကာဒေသခံတွေစားသောက်ရေးခက်ခဲလာကြပါတယ်။စီးနိုင်တဲ့ဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ စီးရီးယားရဲ့သဘုံဟောင်းတွေကိုခေါ်ယူမဲ့အစီအစဉ်ကိုအမေရိကန်လက်ခံခဲ့တဲ့ဆိုတဲ့တင်ပေဖြစ်ပါတယ်။တင်ပြေစုံကိုရှုစားလိုက်အောင်ပါ။ စီးရီးယားနိုင်ငံအတွင်းရှိခြောင်နဲ့ချီတဲ့ပြည်ပနိုင်ငံသားသဘုံဟောင်းတွေကိုစီးရီးယားစစ်တပ်အတွင်းထည့်သွင်းမဲ့စီးရီးယားအစိုးရရဲ့အစီအစဉ်ကိုအမေရိကန်ကလက်ခံခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။ဒီအစီအစဉ်အရတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတွေမှဝိကာလူမျိုးတွေအများစုပါဝင်တဲ့ပြည်ပတိုက်ခိုက်ရေးသမား3500ဟာစီးရီးယားစစ်တပ်ရဲ့အမှတ်84တပ်ခွဲအတွင်းကိုပူးပေါင်းဝင်ရောက်မှာဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့တန်တမန်တဦးနဲ့စီးရီးယားကာကွယ်ရေးအရာရှိတွေကပြောကြားခဲ့ပါတယ်။ဒီအမှတ်84 ေးတပ်ခွဲဟာပြည်ပနိုင်ငံသားတွေနဲ့အတူစီးရီးယားနိုင်ငံသားတွေလည်းပါဝင်လိမ့်မယ်လို့ဆိုပါတယ်စီးရီးယားအစိုးရမှအဆိုပြုထားတဲ့အစီအစဉ်ကိုအမေရိကန်ကအတည်ပြုခဲ့ခြင်းရှိမရှိရိုက်တာသတင်းဌာနကထရန့်ရဲ့စီးရီးယားအရေးအထူးတန်တမန်ဖြစ်တဲ့သောမတ်ဘာရက်ကိုမေးမြန်းခဲ့ရမှာဘာရက်ကပွင့်လင်းမြင်သာမှုနဲ့အတူနားလည်မှုတစ်ခုရရှိထားကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်တူရကီနိုင်ငံဆိုင်ရာအမေရိကန်တန်အမတ်ဖြစ်တဲ့ဘာရက်ဟာပြီးခဲ့တဲ့လကစီးရီးယားနိုင်ငံဆိုင်ရာထရန့်ရဲ့အထူးတန်တမန်အဖြစ်ခန့်အပ် ့ခံခဲ့ရသူဖြစ်ပါတယ်။တဘုံဟောင်းတွေကိုစစ်တပ်အတွင်းထည့်သွင်းခြင်းဟာပုံမကောင်းမွန်ကြောင့်အဲ့ဒီတဘုံဟောင်းတွေဟာစီးရီးယားအစိုးရတစ်အပေါ်အလွန်သစ္စာရှိကြောင်းဘာရက်ကပြောပါတယ်။စီးရီးယားမှာ73နှစ်ကြာတိုက်ပွဲဝင်ခဲ့ပြီး သမရအာဆက်ကိုဖြုတ်ချခဲ့တဲ့ Haratari Asian အဖွဲ့အတွင်းရှိ ပြည်ပနိုင်ငံသားလက်နက်ကိုင်တွေရဲ့အရေးကိစ္စဟာအနောက်နိုင်ငံသားတွေနဲ့ HDS အဖွဲ့သားချင်းကဆောင်ရွက်ဖို့အခက်အခဲဆုံးကိစ္စတွေထဲမှာပါဝင်ခဲ့ပါတယ်။မေလအစောပိုင်းအထိအမေရိကန်ကဆီးရီးယားရှိပြည်ပလက်နက်ကိုင်တွေကိုဆီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေအတွင်းထည့်သွင်းခြင်းမပြုဖို့ဆီးရီးယားစိုးရတစ်ကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့လကထရန့်ရဲ့အရှိအလေပိုင်းခီးစဉ်အပြီးမှာဝါရှင်တန်ဟာဆီးရီးယားအရေးချင်းကဆောင်ရွက်မှု ကိုပြောင်းလဲခဲ့ပြီးအာဆက်လက်ချက်ကဆီးရီးယားအပေါ်ချမှတ်ခဲ့တဲ့ပိတ်ဆို့မှုတွေကိုယုံသိမ့်ပေးဖို့သဘောတူခဲ့ပါတယ်။ထရန့်ဟာဒီခီးစဉ်အတွင်းဆီးရီးယားယာယီသမ္မတအာမက်အယ်ရှာယာနဲ့ဆော်ရီနိုင်ငံမှာတွေ့ဆုံခဲ့ပြီးဘာရက်ကိုဆီးရီးယားဆိုင်ရာအထူးတန်တမန်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ထိုင်းလီတက်က M4 ကာဘိုင်တပ်ဆင်နိုင်တဲ့ drone ဒစင်းကိုစမ်းသပ်နိုင်ခဲ့တဲ့ဆွေတဲ့တင်ကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ထိုင်းနဲ့ကမ်ဘောဒီးယားကြားတင်းမာမှုတွေမြင့်တက်နေချိန်မှာထိုင်းတော်ဝင်လေတဲ့ RDAF ဟာနေဆက်ဒေသမှာကင်းထောက်လမ်းမှုကိုမြင့်တင်ဖို့နဲ့စစ်သားတွေရဲ့အသက်အန္တရာယ်အားလျှော့ချဖို့ရည်ရွယ်ချက်နဲ့ M4 ကာပိုင်တပ်ဆင်ထားတဲ့ drone တစ်စင်းကိုစမ်းသပ်ခဲ့ကြောင်း The Nation မှဖော်ပြခဲ့ပါတယ်။ဇွန်လ၂ရက်ကပြုလုပ်ခဲ့တဲ့ဒီစမ်းသပ်မှုအတွင်း M4 ကာပိုင်တပ်ဆင်ထားတဲ့ drone ဟာနေဆက်ဒေသတစ်လျှောက်ကင်းလက်နိုင်စမ်းရှိပြီးစမ်းသပ်မှုအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။ M4 ကာပိုင်တပ်ဆင်ခဲ့တဲ့ drone ကို RDAF ကကာကွယ်ရေးနည်းပညာ Institute နဲ့ပူးပေါင်းပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ထရွန်ပေါက်ဂိမ်းမှာနှစ်နိုင်ငံစစ်သားတွေကြားပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်သားတဦးသေဆုံးခဲ့တာကြောင့်တင်းမာမှုတွေမြင့်တက်ခဲ့ပြီးနောက်ရပ်ပိုင်းအကြမ်းမှာဒီ drone ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ဒီ drone ကိုနယ်နိမိတ်ကာကွယ်ရေး mission တွေအတွင်းမြေပြင်ကင်းချောက်လမ်းရေးတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကို မြင့်တက်စေဖို့နဲ့စစ်သားတွေအတွက်ဘေးရန်တရေကိုလျှော့ချနိုင်ဖို့ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ RDAF ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေ ေမဲ့နယ်စပ်မှာကမ်မောရီးယားနဲ့တင်းမာမှုမြင့်တက်နေတဲ့အချိန်မှာဒီဒရုန်းကိုရွေကျက်ရှိရှိစမ်းသပ်ပြသခဲ့တာဟုတ်မဟုတ်ကို RDAF ကရှင်းရှင်းလင်းလင်းပြောကြားခဲ့တာမရှိပါဘူးယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုကရုရှားအတွက်ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့သတင်းပြည်စုံကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ ပြီးခဲ့တဲ့ရက်ပိုင်းကရုရှားရဲ့နျူကလ িয়ার လက်နက်တပ်ဆင်နိုင်တဲ့မဟာဗျူဟာမြောက်လေယာဉ်တွေရန်နာထားတဲ့ရုရှားလေတက်စခန်းကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်ရုရှားစစ်တပ်အတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ကြောင်း AB မှဖော်ပြခဲ့ပါတယ်။ဇွန်လတရက်ကယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ရုရှားပုံကျဲလေယာဉ်အစင်း40ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်းယူကရိန်းကပြောကြားခဲ့ပြီးဒီပမာဏဟာရုရှားရဲ့မဟာဗျူဟာမြောက်ပုံကျဲလေယာဉ်စုစုပေါင်း3ပုံတပုံဖြစ်ပါတယ်။ဒါပေမဲ့ရုရှားကတော့လေယာဉ်အနည်းငယ်သာထိခိုက်ပျက်စီးခဲ့ကြောင်းထုတ် ပြန်ခဲ့ပါတယ်။လူမှုမီဒီယာမှာထွက်ပေါ်ခဲ့တဲ့ဗီဒီယိုတစ်ခုမှာလေယာဉ်အနှဲငယ်ထိခိုက်ပျက်စီးခဲ့တာကိုမြင်တွေ့ရတာကြောင့်ယူကရိန်းနဲ့ရုရှားတို့ရဲ့ထုတ်ပြန်ချက်တွေကိုတိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့လည်းဒီတိုက်ခိုက်မှုကယူကရိန်းဟာရုရှားနိုင်ငံအတွင်းရှိဘလိုနေရာဘလိုပြစ်မှတ်ကိုမဆိုတိုက်ခိုက်နိုင်စွမ်းရှိကြောင်းပြသရာရောက်ခဲ့ပြီးရုရှားအတွက်ကြီးမားတဲ့စစ်လက်နက်ပစ္စည်းတွေဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ရုရှားစစ်ဘက်ဆိုင်ရာဘလော့ဂါတွေကတော့ယူကရိန်းရဲ့တိုက်ခိုက်မှုကို1940ခုနှစ်ကအမေရိကန်ရဲ့ပလဲစိတ်ကန် န်အားဂျပန်ကတိုက်ခိုက်ခဲ့တဲ့ဖြစ်ရနဲ့နှိုင်းရှင်ပြောဆိုခဲ့ကြပါဗါဒါပေမဲ့အချို့ကလည်းဒီတိုက်ခိုက်မှုမှာယူကရိန်းဘက်မှထုတ်ပြန်ထားတဲ့ထိခိုက်ပျက်စီးမှုပမာဏထက်အနည်းဆုံးပြောကြားနေကြပါဗါယူကရိန်းနဲ့၃နှစ်ကြာဖြစ်ပွားနေတဲ့စစ်ပွဲအတွင်းရုရှားဟာယူကရိန်းကိုပတ်ချင်းဒုံးကျည်တွေနဲ့တိုက်ခိုက်ဖို့တာဝေးပြန်တန်းနိုင်တဲ့ဘုံးကျဲလေယာဉ်တွေအားအသုံးပြုခဲ့ပါဗါအထူးသဖြင့် Tarbolet TU95 နဲ့ TU22M ဘုံးကျဲလေယာဉ်တွေကိုအသုံးပြုခဲ့ပါဗါဇွန်လတရက်ကယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုမဖြစ်ပွားခင်အချိန်ထိရုရှားမှ ာ Chevrolet TU95 ဖုန်းကျဲလေးယာဉ်အစဉ်60ခန်းရှိပြီး TU22M အစဉ်50မှ60ကြားရှိနိုင်ကြောင်းစီရေးကျွမ်းကျင်သူတွေကခန့်မှန်းခဲ့ကြပါတယ်။စီရင်တဲ့တင်ထောင်နိုင်တဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။အယ်လီလေအသင်းရဲ့ကြီးမားတဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့တယ်လို့ United အသင်းခေါင်းဆောင် Bruno Fernandes ကအတည်ပြုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ ရဲတဲ့တင်ကောင်းဆောင်ဘရူနိုဖာနက်စ်ကသူကအမြင့်ဆုံးဆင်မှာဆက်ပြီးကစားချင်တာကြောင့်အေလေတဲ့ကြီးမားတဲ့ကံလမ်းမှုကိုပယ်ချခဲ့လို့တီးပြခဲ့ပါတယ်။ဘရူနိုဖာနက်စ်ကရဲတဲ့ကကျွန်တော်ကိုမရောချခြင်းဘူးလို့ပြောခဲ့တယ်လို့အသေးအတွက်ငွေကြေးမလိုအပ်ဘူးလို့လည်းပြောခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ထောက်ခါခြင်းနဲ့ဆိုရင်သူတို့ဘက်ကဖွင့်ပြလို့ရပါပါ။နီပြအောင်မရင်ကတော့ကျွန်တော်ကိုမထောက်ခါဘူးတိုက်တွန်းခဲ့ပါတယ်။အေလေတဲ့ကကျွန်တော်ကိုကောင်းမွန်တဲ့အခွင့်အရေးတွေပေးခဲ့ပြီးစောင့်ဆိုင်းခဲ့ကြပါတယ်။ဒီပြောင်းရွှေ့ကကျွန်တော်တို့ရဲ့လေကူမှာပြည့်ပြီးမယ်ကျွန်တော်ကအမြင့်ဆုံးဆင်မှာဆက်ကစားခြင်းပြီးအဓိကစုပလားတွေလည်းရှင်းပြခြင်းပါတယ်လို့ပြောခဲ့တာပါ။ အေလေတင်ဟာဘရူနိုဖာနက်စ်ကို၃နှစ်စာချုပ်တဲ့ပေါင်တန်းနေရာနဲ့ကဲလည်းမှုပြုလုပ်ခဲ့ပြီးဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာအသင်းလူစင်းထဲမှာသူ့ကိုထည့်သွင်းနေကြတာဖြစ်ပါတယ်။ဘရူနိုဖာနက်စ်ဟာပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းကယူနိုက်တက်သင်းမှာရရှိတဲ့လောကလစာနှစ်စာချုပ်ရရှိမဲ့ဒီပြောင်းချိန်ကိုအလေးနဲ့စဉ်းစားမှုတွေပြုလုပ်ခဲ့တာပါ။ဒါပေမဲ့ဘရူနိုဖာနက်စ်ဟာမိသားစုနဲ့တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ပြီးမှာတော့အေလေတင်ရဲ့ကဲလည်းမှုကိုပယ်ချပြီးယူနိုက်တက်သင်းမှာဆက်ရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်။ယူနိုက်တက်သင်းဟာဘရူနိုဖာနက်စ်ကိုရောင်းချဖို့ဆန္ဒမရှိသလိုနီးပြအောင်ရဲကသူ့ကိုမထောက်ခံဖို့တောင်းဆိုမှုတွေပြုလုပ်ခဲ့တာပါ။ 2020ခုနှစ်ဇန်နဝါရီက Sporting News Sporting ကနေရောက်ရှိလာခဲ့တဲ့ Bruno Fernandes နဲ့ United သင်းတို့ရဲ့စာချုပ်ဟာ2028ခုနှစ်ရာသီကုန်ပြီးတတန်းရှိနေပါတယ်။ Bruno Fernandes ကလက်ရှိချိန်မှာ Portuguese သင်းနဲ့အတူ Nation League နောက်ဆုံးအဆင့်ပွဲစဉ်တွေကစားဖို့ရှိနေပြီး Portuguese သင်းအား Semi Final ဖြင့် Germany သင်းနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။စီအန်အန်သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ၄ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါသေးရှင်။ Thank you.